ေးကုန်းသုံးခုနဲ့အာဆင်နယ်ရဲ့စံချိန်သစ်2025-2026ရာသီပြိုင်ပွဲစုံ10ပွဲအပြီးမှာပဲအာဆင်နယ်ကအသေးသမိုင်းတစ်လျှောက်တခါမှမပိုင်ဆိုင်ဘူးတဲ့စံချိန်သစ်တစ်ခုကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်ရှင်။အောက်တိုဘာနိုင်ငံတကာရသက်သမတ်မတိုင်ခင်ကပရီးမီးယားလိပွဲစဉ်ခုနှစ်အပြီးမှာပဲအာဆင်နယ်ကအမှတ်ပေးစရာကိုသတ်မှတ်ဖြတ်ပြီးတော့ဥဆောင်နိုင်ခဲ့ပါတယ်။ပြီးတော့ချန်ပီယံလိဖစ်မှာနှစ်ပွဲကစားရာနှုန်းပြည့်နိုင်ပွဲရချားသလိုခါလာပေါင်းဖလားမှာဆိုလို့ရှိရင်လည်းစလုထအဆင့်ကိုတက်ရောက်ချားပါတယ်။ဒီဟာဒီမှာအာဆင်နယ်အသင်းရဲ့အကောင်းဆုံး နေရာကခန့်စစ်ပါအာဆန်နယ်အသင်းကဒီရည်ပြိုင်ပွဲစုံဆက်ပွဲကစားအပြီးမှာပေကို3ကိုးသာပေးချရသေးပြီးတော့အာဒါကအသင်းရဲ့138လီတာတမိုင်းမှာအကောင်းဆုံးစံချိန်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။အရင်ကအာဆန်နယ်အသင်းအတွက်ပြိုင်ပွဲစုံဆက်ပွဲအပြီးပေကိုအနည်းဆုံးဖြစ်ခဲ့တာကလွန်ခဲ့တဲ့18နှစ်ဖြစ်ချိန်2008ရာသီကပဲဖြစ်ပါတယ်။အာဆန်ဝင်းကဥဆောင်တဲ့အဲ့ဒီ2008ရာသီပြိုင်ပွဲစုံဆက်ပွဲအပြီးမှာအာဆန်နယ်အသင်းက၄ကိုးသာပေးခဲ့ရတာပါ။ဒါပေမဲ့အခုရာသီမှာတော့အာတီတာရဲ့အသင်းကအဲ့ဒီစံ ချင်းကိုချိုးဖြတ်နိုင်ရတာပဲဖြစ်ပါတယ်။ဒါပြင်အာဆင်နယ်အသင်းကဒီရသည့်ပြိုင်ပွဲဆုံး7ပွဲအပြီးမှာကလီရှိခုနှစ်ပွဲထိရရှိထားပြီးတော့ဒါက1903 1904 1986 1989 1989 1988ရာသီတွေနဲ့ဆန့်ချိန်တူညီခဲ့ပါတယ်။ ဒီရဒီပရီးမီးယားလိပွဲစဉ်ခုနှစ်အပြီးမှာအာဆင်နယ်အသင်းက Open Play ကနေနှစ်ဂိုးပေးထားရသေးပြီးတော့နောက်တစ်ဂိုးကတော့ Liverpool အသင်းရဲ့ပွဲမှာစူပါဆလာရဲ့အရန်ကားမှုနဲ့ Free Kick ဂိုးကိုခွင့်ပြုခဲ့ရတာပါအစနေ့အသင်းကဒီယာလီပရီးမီးယားလိမှာသူတို့နဲ့ရင်ဆိုင်ရတဲ့ပြိုင်ဖက်အသင်းတွေကိုဂိုးကောင်သိခွေ56ချိန်သာခွင့်ပြုချရပြီးဒါဟာအ ਨੇ ဆုံးဖြစ်သလိုဂိုးပေါက်တက်ကန်ချက်ခွင့်ပြုရခြင်းကလည်း16ချိန်ပဲရှိသေးတာပါဒါကလည်းပြိုင်ဖက်ဝင်အသင်းတွေအထဲမှာအ ਨੇ ဆုံးပမာဏပဲဖြစ်ပါရဲ့ရှင့်ဒါပြင်အစနေ့အသင်းကပရီးမီးယားလိခုနှစ်ပွဲအပြီးဂိုးပ ေးရနိုင်တဲ့ HG ကလည်း၄.၄ဆင့်သာရှိခဲ့ပြီးတော့ပြိုင်ပွဲဝင်အသင်း၂ဆက်မှာအနည်းဆုံးဖြစ်ရပ်တည်နေပါတယ်။